ဝေကျင်းတဲ့ပသက်ပြီးနာမည်ပြန်ရှိခဲ့ပြီးမြေပရဟိတပိုင်းမှာတော့လုံးဝလက်မလျှော့တဲ့ဝေလူကြောင့် ရန်ကုန်စလီနျူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင်တရုတ်ဆောင်ဝေနုကျော်ကတော့လက်ရှိချိန်မှာတော့ပရဟိတလုပ်ငန်းတွေကိုအားကျုံးမှတပ်ပြုလုပ်နေတဲ့ပရဟိတမင်းသားတက်လက်ပဲဖြစ်ပါတယ်ဝေနုကျော်ကအရင်အရင်ကတည်းကပရဟိတလုပ်တွေကိုလုပ်ကင်ခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံမှာပရဟိတလုပ်ငန်းတွေကိုပထမဦးဆုံးနဲ့ထဲထဲဝင်ဝင်လုပ်ခဲ့တဲ့အမှုပညာရှင်တအူးလို့ပြောရမယ်ဆိုရင်လည်းလုံးဝလုံးဝမမားပါဘူးဝေနုကျော်ကဟိုးရင်တုန်းကတော့ဗီဒီယိုခစ်တင်မှာတကယ့်ကိုနာမည်ကြီးတဲ့မင်းသားတစ်ယောက်ပါအဲ့ဒီနောက်ပိုင်းမှာတော့ဝေနုကျော်ကပရဟိတလုပ်တွေနဲ့ပဲရှင်းသန်းနေခဲ့တာပဲ ဖြစ်ပါတယ်။အမှုပညာလုပ်တွေကိုတစိုးတစလုပ်နေရဆိုပေမဲ့သူအားသာရပရိတာလုပ်တွေကိုတော့အားကျုံးမှန်တပ်ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်တုန်းကတော့ဝေလူကျော်ကပရိတာလုပ်တွေနဲ့ပတ်သက်ပြီးနာမည်ပြတ်တစ်ခုတော့ရှိခဲ့ပါတယ်။ငွေကြေးနဲ့ပတ်သက်တဲ့နာမည်ပြတ်တွေရှိခဲ့တာပါ။ဒါကြောင့်ဝေလူကျော်ကိုတရားစွဲဆိုတဲ့အဆင့်ထိဖြစ်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်းမှာဝေလူကျော်ကပရိသတ်တွေနဲ့အလံဝေးသွားတယ်လို့ထင်ရပေမဲ့တကယ်တကယ်မှာတော့ပရိတာချစ်စိတ်ရှိနေတဲ့ဝေလူကျော်ကအခုချိန်မှလည်းနောင်လာမင်းရေးပေးအတွက်ကြိုတင်လေးကျင့်မှုတွေကိုပြုလုပ်နေတာပဲဖြစ်ပါတယ်။ မနိုင်ငံမှာလွန်ခဲ့တဲ့ရှင်းလကြော်လောက်ကရေပေးတွေဖြစ်ပွားခဲ့တဲ့နေရာမှာတက်ကုန်းလို့နေရာမျိုးတွေဟာမြို့တမြို့လုံးနှီးပါမြုပ်နှံသွားတဲ့အထိဖြစ်ခဲ့ရမျိုးတွေရှိပါတယ်။အဲဒီနောက်မှာတော့ရေပေးတွေပြီးသွားတဲ့အခါငလင်ပေးတွေကလည်းဆက်ပြီးတော့ဖြစ်လာခဲ့တာပါ။ဒီလိုကြီးဖြစ်လာတဲ့အချိန်မှာပရာဟိတကူညီနိုင်မဲ့သူတွေဆိုတာတကယ့်ကိုလိုအပ်လာတာဖြစ်ပါတယ်။အထူးကအဖြစ်တော့လေးကျင့်သားပြေဝါတဲ့ပရာဟိတသမားတွေပို့ပြီးတော့လိုအပ်ပါတယ်။မြန်မာနိုင်ငံမှာရှိကြတဲ့ပရာဟိတသမားတွေကနိုင်ငံခြားမှာလို training စင်းထားတာမျိုးတွေမဟုတ်ဘူးဆိုပေမဲ့တက်သည့်ပြည်ညာမနေတာဆိုတဲ့အတိုင်းပဲတက်နိုင်တဲ့ဘက်ကနေကူ ညီမှုတွေကရှိပါတယ်။ဒါပေမဲ့လည်းဤစနစ်တကျအကူညီနိုင်မယ်ဆိုရင်တော့ပိုပြီးလလင်းမြမြနဲ့ထိရောက်လာမှာကတည်စားပါပဲ။ဒါကြောင့်မလို့လေဝေလူကျော်ကအခုလက်ရှိအချိန်မှာတော့ရေဘေးတွေဖြစ်လာနိုင်တာကြောင့်ရေဘေးနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်လေ့ကျင့်မှုတွေကိုပြုလုပ်နေတာဖြစ်ပါတယ်။မကြခင်မှာဆိုရင်လည်းမိုးတွင်းကာလကိုရောက်ရှိလာတော့မှာဖြစ်ပါတယ်။အခုဆိုရင်မြန်မာနိုင်ငံရဲ့တချို့သောနေရာတွေမှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်နေတာပါ။ညကြီးနားလိုနေရာမျိုးတွေမှာလည်းရေဒီကြီးနေလို့ပြည်သူတွေကဒုက္ခရောက်နေကြတာဖြစ်ပြီးခရီးသွားရတဲ့လူတွေအတွက်အခက်အခဲတွေဖြစ်နေကြတာဖြစ်ပါတယ်။နောက်ပိုင်းမှာ ်မှာလည်းမထင်မှတ်ထားတဲ့မုန်တမ်းတွေနဲ့ရည်ကြီးမှုတွေသာဖြစ်လာခဲ့မယ်ဆိုရင် ကူညီတဲ့နေရာမှာထိထိရောက်ရောက်ကူညီနိုင်ဖို့အတွက်စွန်ရဲအင်းမှာတွားရောက်ပြီးတော့ဝေလူကျော်နယ်အဖွဲ့သားတွေကရေကူးနေကျင်နေကြပါတယ်ကျွန်တော်အနေနဲ့အခုချိန်မှာတော့ရေဘေးဖြစ်လာခဲ့ရင်ကူညီနိုင်ဖို့အတွက်ကြိုတင်ပြီးတော့မှလေ့ကျင့်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့အခုလိုမျိုးပင်ပင်ပန်းပန်းခံပြီးတော့မှအပင်ပန်းခံပြီးနေကျင့်နေရဆိုတာကလည်းအလုံးကိုကူညီနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်လို့ဝေလူကျော်ကပြောပြလာခဲ့တာဖြစ်ပါတယ်ငလင်ဘေးတုံးကဆိုရင်လေဝေလူကျော်ကအပင်ပန်းခံပြီးတော့ကူညီခဲ့တယ်ဆိုပေမဲ့လူများရဲ့အတိမတ်ပြုခြင်းကိုမရရှိခဲ့ပါဘူးတချို့သောသူတွေကလည်းဝေလူကျော်မှရှိခဲ့တဲ့နာမည် က်ကိစ္စတွေကြောင့်အထင်သေးတာမျိုးတွေရှိတယ်ဆိုပေမဲ့လုံဝကိုဂယုမဆိုင်နိုင်တဲ့ဝီလူကျော်ကတော့ brighter လို့ကိုပဲအာယုံဆိုင်နေတာပဲဖြစ်ပါတယ်ဘသူတွေဘလို့ဝေဖန်ကြပါစီသူလုံရမယ်လို့ကိုပဲအကောင်းဆုံးလုပ်နေတာဖြစ်ပြီးအမှုပညာလုပ်တယ်မလုပ်ရသည့်အတိုင်း brighter လို့ကိုလုပ်နေရရင်တော့မှပျော်ရွှင်နေတဲ့အမှုပညာရှင်တအုပ်ပဲဖြစ်ပါတယ် ဝင်းလူကျော်ကတော့ Brighter နဲ့ပတ်သက်ပြီးတော့လုံးဝလက်လျှော့မဲ့မင်းသားတော့မဟုတ်ပါဘူးဆက်လက်ပြီးတော့လည်းစူးစမ်းသွားအောင်မယ်လို့ထင်ရပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောနာမည်ပြတ်တွေရှိခဲ့တယ်ဆိုပေမဲ့ Brighter လို့တွေကိုအားကျွမ်းမှန်တဲ့ဆောင်ရွက်နေတဲ့ဝင်းလူကျော်ပေါ့ Blurry ထင်မြင်တုံ့တက်မိလဲဆိုတော့ဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်